တလားတကမကြီးတို့မကြည်ညိုရင်မကြည်ညိုခွင့်ရှိတယ်မလူရှင်လဲမလူခွင့်ရှိပါတယ်ဓမြတိုက်ပြီးတနတ်ပြပြီးတော့ဓမြတိုက်တဲ့ဘုန်းကြီးတဘာမှမရှိဘူးမှန်လားဦးစင်းပြောတာရှင်းလားဦးစင်းပြောတာဒါကြောင့်ယဟန်တန်ဃာတွေဝရင်ဝရင်တို့ကြီးနဲ့တိမ့်ပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော်ပုပ်ကိုရေးတဦးတယောက်အနေနဲ့မကြေနပ်ရင်ပြောခွင့်ရှိတယ်နော်ဟိုဖုန်းကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရတယ်ဂျာလား တန်ဃာဓုကိုဝရင်တုံးနဲ့မယမ်းပါနဲ့လို့ဥစဉ်ပြောရှင်တယ်။ရှင်လာဥစဉ်ပြောတာ။အဲ့ဒီလိုနဲ့ဒီကာမဏိကဖရာတန်သွားယူဝါရတင်တာဖရာကသူဟွန်းလာလိုပဲမြှောက်ပေးတဲ့အတိုင်းသူဝါရတင်ရောမြတ်စွာဘုရားကပြည်သူပြည်သားတွေဟလားအဲတခါတော်မတွေကိုပြောတော့မေတ္တာရှိတယ်ကရုဏာရှိတယ်အရာတွေကိုမေတ္တာကရုဏာနဲ့အကြောင်းတွေချီးမွမ်းတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါအမျိုးတွေကိုဖြတ်စည်းတယ်လို့ပဲဆိုပြီးဝါရတင်တာနားလည်ပြီလား အမမြတ်စွာဘုရားဘာဟောလိုက်တယ်ဆိုတော့ဂါမနီတဲ့ငါဘုရားလေးတဲ့နော်60တကဘာဘယ်နှကဘာ60တကဘာကိုလေးတဲ့ငါငါဘုရားဒီဦးဇင်းတို့အပိညာတကူပြည့်ကြည့်ရှုလိုက်တာဟုတ်လားတခိုင်မိုက်တို့ရေကြည့်ရှုလိုက်တဲ့အခါမှာကြက်ပြီးသားပကဒါနဆိုတာဒီဦးဇင်းတို့ကြက်ပြီးသားစွန်းကိုလှူဒန်းခြင်းဖြင့်မွဲသွားတဲ့နော်ပစ္စည်းဥစ္စာတွေဆင်းရဲမွဲတေသွားတဲ့လူ ပုပ်ကိုတကတော်မှတဦးတယောက်ကိုမှမမြင်ပါဘူးတဲ့ရှင်းလားဥစဉ်ပြောတာပဏကဘာကြည့်လိုက်လေ90တကဘာမှာဟလာချက်ပြီးသားဆုံးကိုလှူပြီးတော့မွဲသွားတဲ့ပုပ်ကိုတယောက်မှမရှိဘူးဥစဉ်တို့ဗုဒ္ဓရဲ့သာသနာတော်ဟာတကတော်မတွေစီကဗဇက်နဲ့ထုတ်ပြီးတော့တကမတို့ဘာလူပါညာလူပါမတောင်းပါဘူးမိမိတို့တရားတရားရှိလို့ပစ္စည်းလေးပါဖိတ်မှန်ထားရင်တော့သာသနာပြုလုပ်ငန်းမှာယဟန်တန်ကာတွေရှိစာသင်သားတွေရှိတယ်ယောဂီတွေရှိတယ် အဲ့ဒီအတွက်ဆရာတော်တွေကခေါင်းဆောင်ပြီးတော့သူတို့ရဲ့စာဝတ်နေရေးကိုဖြည့်ဆင်းရတဲ့အတွက်တရားတရားနဲ့ပြည့်စုံတဲ့တရားတော်မတွေဖိတ်မှန်ထားမှသာလေတခါတလေမဖြစ်နိုင်လို့သာအလှခံရခြင်းဖြစ်တယ်ဝီနီတော်နဲ့အဆက်ဆက်ပါပဲအပြစ်မရှိပါဘူးမဖိတ်မှန်ထားတဲ့တရားတော်မဆို very sorry ပဲဘယ်တော့မှမတောင်းရည်တော်တစ်ခွက်တောင်းမတော့ပါဘူးသဘောကျလားဦးသိန်းပြောလားမယုံရင်ဒီမိုက်ကိုစုံစမ်းကြည့်လိုက်ပါလေးလာကြည့်လိုက်ပါရည်တစ်ခွက်တော့မတောင်းတော့ဘူးပစ္စည်းလေးပါမဖိတ်မှန်ထားရင်ဟုတ်ပြီနော် စ္စည်းလေးပါးလေးပါးဖိမ့်မှန်ထားရင်တော့တဏှာတရားမရှိဘူးထင်လုံးဝကိုအလူမခံဘူးတဏှာတရားကြီးမားတဲ့ကိုယ်တကာတော်မှာအရင်ခောက်ခောက်တွေကိုသာလင်းဟာလာသူ့ကိုအာပေးချီးမြှောက်တော့အပြည့်လကောင်းသာသနာအတွက်လကောင်းအလူခံရခြင်းဖြစ်တယ်ရှင်းလားဦးစင်ပြောတာဒါကြောင့်အဲ့လိုဆွတ်ဆွဲလာတဲ့ပုံကိုဗုဒ္ဓဘလိုခေါ်လိုက်တယ်90တကဘာကိုကြီးလိုက်တယ်ကြက်ပြီးသားဆွန်းတွေကိုလှူပြီးတော့မွဲသွားတဲ့တကာတော်မှာပစ္စည်းဥစ္စာပျက်စီးသွားတဲ့တကာတော်မှာတယောက်မှမရှိဘူးတိတ်ကောင်းတာဗုဒ္ဓအဲ့မှာတိတ်သွားတာကြားလားမှတ်ထားကမနီးတဲ့ တက္ကရမတွေအမျိုးတွေပျက်စီးနေတာအဲ့ဒီလိုဒီလူတန်းချင်းကြောင့်မဟုတ်ဘူးစွန့်လူတန်းချင်းကြောင့်မဟုတ်ဘူးဟုတ်ပြီလားတကယ်တမ်းကျတော့ဒေါကကြီးမှာစီစဉ်ဥစ္စာတွေတိုးပွားနေတယ်ချမ်းသာနေတယ်အသုံးအဆောင်ပစ္စည်းတွေပေါများနေတဲ့ပုံကိုယ်တွေကဒါနတံဘူးတာဏိဒါနာကြောင့်စီဝါတိုးတက်နေတာတစ္ဆာတံဘူးတာဏိတစ္ဆာတရားတွေဖြစ်မှန်မှန်ကန်ကန်အလုံးလုံးခဲ့လို့ကြီးပွားအောင်မြင်နေတာတာမင်ညတံဘူးတာဏိတိလာတစ္ဆာမဝနာရဒါနာတစ္ဆာမတပါး တီလဖြူစင်တန်ရှင်းပြီးစ조사ခဲ့လို့အောင်မြင်နေတာအဲ့လိုဘုရားပြောတာရှင်းလားဦးဇင်းပြောတာအဲအဲ့လိုမျိုးဘုရားပြောပြီးတော့လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်း၈ချက်ကြောင့်အဲ့ဒီ၈ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်1เนาะတက္ကမကြီးနံပါတ်1ပြောမယ်ရာဇတော်ဝါမင်းဆိုမင်းညင်းကြောင့်ဘာကြောင့်အဲ့ဒါအဲ့ဒါဘုရားဟောတာကျန်လားအဲ့ဒီလိုမင်းမိုက်မကောင်းတော့ဘူး ဦးဇင်းတိုင်ခိုင်းနေဒီမှာဟောရအောင်မလားဟောရအောင်မမိုက်ရမကောင်းဖြစ်နေကြလားကဲရာဇတော်ပါတယ်ဖရာဟောတယ်ကြလားမင်းဆိုမင်းညင်းကြောင့်တော့မင်းကောင်းမင်းမြတ်မပါဘူးကြလားမင်းဆိုမင်းညင်းကြောင့်ဘာဖြစ်လဲအဲ့ဒီလိုမင်းနေကြောင့်ဘာဖြစ်တတ်လဲဆိုရင်တခါကြီးတို့ကမကြီးတို့ကိုရအလုံရင်နဲ့ဥပဒေနဲ့ညည်ရင်လဲကိုရရာဓုအာနာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလား ကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လဲဘဝကြီးပြတ်နိုင်တယ်နံပါတ်1အဲ့ဒါဂယုဆိုင်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူချင်းတဲ့တကူဓမြလူဆိုးတွေကြောက်ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြက်စီတော့မဟုတ်ဘူးလားအဲ့ဒါဘဝပြတ်ကြောင်းနေဟုတ်ပြီလားနံပါတ်3ကတော့ဦးသူတို့အခိတော်ဝါမိကြောင်းမိတွေလောင်ရင်မပြတ်စီဘူးလားအကုန်ပြောင်းသွားတယ်မိလောင်ကိုအိမ်တွေကယေတနာဒုတ်တွေမယူအားရင်အကုန်လုံးမိလောင်ကုန်ဘဝပြတ်သွားတယ်တချို့တွေဟုတ်ပြီလား ယနေ့ချမ်းသာတယ်နောက်နေ့လမ်းဘေးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောင့်ရေဘေးတွေတိုက်တယ်အခုငလင်ဘေးတွေမရှိဘူးလားဒါဒါပြောင်းတဘာဝအန်တရရဲ့ကြောင့်အဒီ3နဲ့4ကိုတဘာဝအန်တရရဲ့ကြောင့်ဟောတယ်ငလင်လို့တယ်မပြိုကုန်ဘူးလားအကုန်ပျက်စီးတယ်မိတွေလောင်တယ်အကုန်ပြတ်တယ်နာခင်မုန်တိုင်းတွေတိုက်တယ်ရေတွေနဲ့အကုန်မျောသွားတယ်ဟုတ်မယ်ယနေ့ခေတ်ဘန်ကောက်မြို့ကြီးတော့စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေနော်ဒါကြောင့်ကြောက်ဖို့အရာတွေကြောင့်ပျက်စီးတာဖုန်ကြီးတွေကိုဆွန့်လူလို့ မွဲသွားတယ်လူတိတ်အောင်မရှိဘူးရှင်းလားဦးသိန်းပြောတာဗုဒ္ဓမြတ်စွာဟောတာနော်အဲ့ဒါနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကတခါကြီးတို့မကြီးတို့ဒီမတီမြဲလို့ပြောင်းရွှေ့သွားတာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေအနာတဝင်းတထေးတို့မြေကြီးအောက်မှာမြုပ်ထားတဲ့ဆက်ရှိကတိနော်ပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီးသွားတာအဲ့ဒါကြောင့်ပစ္စည်းဥစ္စာတွေဘာမှအနှံ့နဲ့တချို့ပုံကိုတွေကဘာဘန်တွေပြောင်းလဲမှုနော်ကဘာစီဝါရေးပြက်ကက်တွေကြောင့်တချို့ဘာမှအနှံ့နဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လဲ အမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာ ရှင်းလားဦးဇင်းပြောတာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ၅ချက်လားဟုတ်လားအဲနံပါတ်6ကပါလဲဆိုတော့တကာကြီးဒီကမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုမကျွမ်းကျင်လို့တဲ့ဘာမကျွမ်းကျင်လို့မိမိတို့စီဝါရေးရွှေလှုပ်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ဟုတ်တယ်မလားအိမ်ချမ်းပြေလို့တဲ့လူကအိမ်ချမ်းပြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပားဆိုင်တဲ့လူလေယာဉ်လုပ်ငန်းလုပ်တဲ့လူက မူလီဝါဒအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြေညံနေမြေဩဇာတွေတုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလားဒီတိုင်းပဲစီဝါရေးလုပ်တဲ့လူတွေကုံတယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီဝါရေးဆိုတာကြက်ကြက်ကန်းဆန်အိုးတိုးတာမရှိဘူးကြားလားကိုရဲ့ပညာစီဝါရေးပညာကျွမ်းကျင်ရတယ်ကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ်အမြဲတမ်းစီးပူးနေရတယ်ပညာတွေ ဟောပြောပွဲတွေနားထောင်မယ်ကိုစီဝါရင်နဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအထိတ်လုံနေရတယ်ငါအစဉ်ပြေနေပြီးဈေးရောက်နေဒီလောက်နဲ့မလုံနဲ့အမြဲတမ်းစူးစမ်းနေရဦးစင်တို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်သဘောပေါက်လားဦးစင်ပြောလားကိုကိုကိုမရက်နေရအမြဲတမ်းစူးစမ်းရဟုတ်ပြီလားဒါကြောင့်စီးပွားပြတ်တယ်ဆိုတာဘာလဲအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖခင်ဟောတယ် ်ရဟန်းတော်တွေဆွန့်လောင်းလို့ရန်မွေးသားတဲ့လူတယောက်မှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောအောင်မယ်နမခွန်ကတော့ပါလေကုလာဃာရောတဲ့ဟာပါပြီကုလာဃာရောတဲ့အကြလားတကယ်ကြီးလိုမကြီးလို့ရေးမိမိတို့အိမ်မှာအသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေကြောင့်ဘာလို့ကြောင့်တကယ်မကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွေးမယ်မှတ်ဟုတ်ပြီနော်လောင်းကစားလုပ်တဲ့အိမ်ရှိရင်မွေးပြီ အယက်တင်စားမူရေးစေဝါတောက်စားအပျော်ပွားလိုက်စားအဲ့ဒါကို ပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေသမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွေးမှာနားလည်ပြီလားဆုံးလူလုံးမွေးတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလားအဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲနားလည်ပြီနော် အဲ့ဒါဓမ္မကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့နောက်ဆုံးချက်ကဘာလဲဒါဦးစင်ချဲ့ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲအနှိမ့်စပဲဘာမှမမြဲတာကြီးကိုဓမ္မကြီးတို့ဖုံးကြီးတွေကိုလှူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလှူလို့မွဲတာကဂုံမတ်တဲ့တရားဓမ္မတွေကြားလားဂုံမတ်တဲ့တရားဓမ္မတွေဟာတိလသမารိပညာတိုးတက်အောင်လှူဒန်းမတက်ဘူးကြားလား ဂုံရဖို့မျက်နှလုံးမျက်နှာရလုတ်ပြီးတော့တားဆင်ပြုပွဲတွေတအားလို့မြင်းတွေငါဆင်တွေငါပေါင်းတွေငါဟာလာဘီယာတွေတိုက် ဟုတ်တယ်မလားအမျိုးမျိုးတီလာတွေဖြတ်ပြီးလုတ်တယ်အဲ့ဒါမွဲတက်တယ်ဟုတ်ပြီလားတဘောပေါက်လောက်ဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲမလိုအပ်ပဲနဲ့လူဒန်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ကျင့်နေလို့လူဒန်းတာမျိုးကြောင့်မမွဲပါဘူးကြားလားသဘောပေါက်ပြီမို့လား အဲ့ဒါစီးပွားပြချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာကာမဏိကိုကာမဏိကသဘောပေါက်သွားတယ်။ဘာဖြစ်လို့လဲသူ့ကိုနိဂန္ဓတက္ကတွန်းကြီးကတိုက်တွန်းလို့သာသူဝါရလက်တင်တာလေအခုတော့ဖရာရဲ့ဂုံကျေးစုကို နားလဲသွားပြီးတော့တောင်းပန်တယ်ရှင်မြတ်စွာရဲ့ဒီတရားတော်တွေကအမတန်အန်ချီးပွေကောင်းတဲ့တရားတော်တွေဟုတ်တယ်မလားတကယ်ကိုဝမ်းသာဝမ်းမြောက်ဖြစ်ပြီးအဲ့ဒီမှာတရဏဂုံခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပါတယ်သဘောပေါက်ပြီလားဦးဇင်းပြောတာ ဒါကြောင့်ယန်းတော်တွေကိုစွန်းလူတို့မွဲတာ90တကဘာမှာတယောက်မှမရှိပါဘူးတကမကြီးတို့ဒါနလို့တော့မွဲတာမရှိပါဘူးဒါနကိုမလုတ်တတ်ပဲနဲ့ဂုံတုဂုံပြန်ဟုတ်တယ်မလားဖះလူတော်ကြာဒါနမဟုတ်ပဲနဲ့ပကာသနာဒါနတွေလို့ရင်တော့မွဲတတ်တယ်ပြည့်စည်တတ်တယ်ဆိုတဲ့အကြောင်းဟုတ်လားမှတ်သားရင်လည်းပဲကုသိုလ်ကောင်းမှုအဆုစုတွေကိုရေဆက်သွင်းချအမြတ်